အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာက grade 11 biology ရဲ့နောက်ဆုံး chapter ဖြစ်တဲ့ chapter 6 environmental biology ပတ်ဝန်းကျင်ဆိုင်ရာစီဝါပေးတာအကြောင်းကိုဆရာသင်ကြားပေးမှာဖြစ်တယ်ဒီမှာပထမအဦးဆုံးအနေနဲ့ part 1အနေနဲ့က6.1 environment and its component ပတ်ဝန်းကျင်နဲ့၎င်း e နော်ပါဝင်မှုများ၎င်း၏ဖွဲ့စည်းထားမှုများ6.1.1 major components of environment ပတ်ဝန်းကျင်များ၏အဓိကဖွဲ့စည်းထားသောအရာများ 6.1.2 ecosystem လို့ပြောတဲ့ GIA စနစ်တွေအကြောင်းကိုသင်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ချမှတ်ထားတဲ့ lesson objectives တွေကတော့ identify evaluated and biotic components of the environment and the interaction between them. အဲ့တော့ evaluative လို့ပြောတဲ့ တက်ရှိမဟုတ်သောအရာတွေနဲ့ bandive လို့ပြောတဲ့တက်ရှိဖြစ်တဲ့အရာတွေကပဝန်းကျင်မှာရှိတယ်ဆိုတဲ့အကြောင်းကို identify လုပ်တဲ့ဖို့မျိုးစားခွဲခြားတဲ့ဖို့နဲ့ and the interaction between them သူတို့ကြားနင်းွယ်ပတ်သက်မှုတွေကိုသင်ကြားပေးဖို့ comprehend နားလည်ဖို့ the concepts of food chain food wealth ecological pyramid and the flows of energy through ecosystem ဒီကရစနစ်အတော်တွင်းမှာပဲเนาะ အာဒီအစာကွင်းဆက်တွေအစာကုန်ရက်တွေပြီးရင်ဒါ ecological pyramid လို့ပြောတယ်ဒါသူတို့တွေရဲ့နော်အာ gas နဲ့ဆိုင်ရာနော် pyramid နဲ့ပတ်သက်တဲ့အရာတွေ energy flow chart တွေကိုနော်အကြောင်းဒီ concept တွေကိုနားလည်ဖို့သဘောတရားတွေကိုနားလည်ဖို့ပြီး understand why only 10% of energy is transferred from one trophic level to the next ဘာကြောင့် energy 10%က เนาะနောက်ထပ် next level တခုကိုကူပြောင်းပေးလဲဆိုတဲ့အကြောင်းကိုနားလည်ဖို့ပြီး aware the causes and consequences of pollution ပြီးရင်အခုနောက်ပိုင်းဖြစ်နေတဲ့เนาะညဉ့်ဉန်းမှုတွေပေါ့ pollution တွေဖြစ်ရတဲ့အကြောင်းရင်း causes နဲ့ consequences အကျိုးဆက်တွေကို not aware ဆိုတာသိရှိထားဖို့ပြီးရင် explain the importance of nitrogen cycle phosphorus cycle and sulfur cycle cycle တို့ဟုဖြစ်တဲ့ nitrogen cycle ရဲ့ phosphorus cycle ရဲ့ sulfur cycle ရဲ့အရေးပါပုံကိုရှင်းလင်းဖော်ပြတတ်ဖို့ဆိုရွေချက်တွေနဲ့အခုသင်ကြားပြီးမှဖြစ်ပါတယ်6.1က environment and its component environment is everything that is around us ပတ်ဝန်းကျင်ဆိုတာကကျွန်ုပ်တို့နေထိုင်ရာเนาะပတ်ဝန်းကျင်မှာရှိတဲ့အရာတိုင်းကို environment လို့ခေါ်ပါတယ် it can be living အဲ့မှာသူက biotic ရှိမယ် non living evented things တွေရှိမယ်နော်အဲ့မှာတက်ရှိတွေရှိသလိုတမဲ့တွေလည်းရှိမယ်လို့ဒါပြောထားတာ it includes body part လဲ physical ရုပ်ပိုင်းဆိုင်ရာ chemical ဓာတုပိုင်းဆိုင်ရာ other natural resources forces လို့ပြောတဲ့တခြားသဘာဝ အားရင်တွေလည်းပါပါတယ် living thin live in their environment ပတ်ဝန်းကျင်เนาะတက်ရှိတွေဆိုတာကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာနေထိုင်ကြတာဖြစ်တယ် they constantly interact each other သူတို့ကအချင်းချင်းအပြန်အလှန်ဆက်သွယ်နေကြတယ်ပြီး adapt themselves နော်ညှင့်ယူနေထိုင်နေကြတယ် to the condition where they live ကိုနေထိုင်တဲ့ပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ပြီးတော့ညှင့်ယူနေထိုင်နေကြရတာကိုပြောတာအဲ့တော့ there are different interaction between animals plants swine water air and other living or non living things အဲ့ဒီမှာမှတရိษံအချင်းချင်းအပင်အချင်းချင်းတရိษံနဲ့အပင်သို့မဟုတ် သူနေထိုင်ရာကဘာမြေကြီးပြီးရင်ရေရုပြီးရင်လေရုနဲ့တခြားသောတက်ရှိတက်မဲ့အရာတွေနဲ့เนาะပတ်သက်ဆက်နွယ်နေရတဲ့သူတို့တွေရဲ့ interaction เนาะ interaction လို့ပြောတဲ့နှိမ့်နယ်ပတ်သက်မှုတွေအကြောင်းမြောင်များစွာရှိပါတယ်အဲ့တော့ round 6.1.1မှာအခုကြည့်မယ်ဆိုရင် ပုံတစ်ချက်ကြည့်ရင်ဆရာတို့ကเนาะဒီမှာ hydrosphere ရေပိုင်းရှိမယ် lithosphere ကဘာမြေကြီးပိုင်းရှိမယ်ပြီးရင် atmosphere လေထုပိုင်းရှိမယ်ပြီးွားရင်သက်ရှိများရှင်သန်နေထိုင်ရ biosphere ဆိုပြီးတော့ရှိပါတယ်เนาะဇီဝဒူပိုင်းရှိမယ် နော်အဲ့တော့ဒါကပုံလေးပေါ့အဓိကဒီမှာ major component ဆိုရင် environment မှာ classify လုပ်တဲ့အခါမှာမျိုးစားခွဲခြားတဲ့အခါမှာ form major component ရှိတယ်အခုဆရာပြောရတဲ့အတိုင်းပဲ number 1 hydrosphere ရေထု number 2 lithosphere မြေထုပြီးရင် atmosphere နော်လေထုနဲ့ biosphere ဇီဝထုဆိုပြီးတော့အပိုင်းလေးပိုင်းရှိပါတယ်ဒါကိုဘာလို့ခေါ်လဲဆိုတော့ these governance together are known as the ecosphere လို့ခေါ်ပါတယ် gehadu လို့ခေါ်ပါတယ် အဲ့တော့ number 1တခုချင်းပြန်ရှင်းတယ် hydrosphere ဆိုတာဘာလဲတဲ့ hydrosphere includes such as lake ponds river streams ocean etc ရေတို့ဖြစ်တဲ့အကြောင်းမို့လို့เนาะရေတွေရှိရာเนาะကန်တွေ ပြီးရင် AI မြေချောင်းနေတော့ပြီးရင်စမ်းချောင်းနေသမုတ်တရားတွေပါရှိမယ် hydrospia function in the cycling nature သူကလည်းပဲမလုပ်နေလဲဆိုတော့နော်စကဲပုံစံနဲ့တဘာဝမှာသူကသွာလာလှုပ်ဆောင်နေတာဖြစ်တယ်ဒါကြောင့်သူ့ကို wish it damn hydrological cycle သို့မဟုတ် water cycle နော်ရေတံတရားလဲတယ်လို့လည်းဆရာတို့တွေသတ်မှတ်လို့ရတယ် now lithospia ကြတော့မြေတို့ဒါ lithospia mean the mantle rock လို့ပြောတယ်ကပ္ပ နော်ဒါကြောက်လွှာပိုင်းလို့ပြောတာပေါ့ constituent the aircraft ကဘာအပေါ်ရန်လွှာမှာမှာကြောက်လွှာပေါင်းမြုံများစွာပေါင်မြီဖြစ်လာတဲ့မြေဓုကို lithosphere လို့ခေါ်တယ် the r is a core spherical solid planet of the solar system ကဘာကြီးဆိုတာကနေအဖွဲ့စီးရနေပြီးတော့ ဖြစ်လာတဲ့သူကလုံဝန်းနဲ့အဆိုင်ခဲဒါဂျိုရုတစ်ခုအေးတဲ့လုံဝန်းပြီးတော့အေးတဲ့အဆိုင်ခဲဂျိုရုတစ်ခုဖြစ်တယ်။သူက wish spin on it exit သူကဘယ်မှာသူကလေပတ်နေလဲဆိုတော့ဒီအာနေရဲ့ဒီဝင်ရိုးမှာဘာဖြစ်နေလဲဆိုတော့ spin လုံးနေတာပေါ့။လေပတ်ပြီးတော့နေကိုသူကတိကျတဲ့အကွာဝေးရနေပြီး report around လေပတ်နေတာဖြစ်တယ်။ lithosphere mainly contain swine ဒါကြောင့် lithospia မြေတုမှာဘာတွေပါလဲဆိုအဓိကအနေနဲ့ swine ပါမယ် art rock လို့ပြောတယ်ကမ္ဘာကျောက်လွှာတွေပါမယ် mountain ပါမယ် etc. ambient divided into three layers လို့ပြောတယ် craft လို့ပြောတယ်เนาะဒါကမ္ဘာပေါ်ရင်လွှာ mantle လို့ပြောတယ်ကမ္ဘာအလယ်ပေါ့เนาะဂျားလွှာခိုးလို့ပြောတယ်ဆရာတို့ဘာလို့ပြောမလဲဆို outer တဲ့ inner ကမ္ဘာပေါ်ရင်လွှာနဲ့ကမ္ဘာအတွင်းလွှာတို့ပါရှိမှာဖြစ်တယ် အဲ့တော့နောက်တစ်ခုကနံပါတ်3က atmosphere they cover of the air that envelop the air is known as the atmosphere သူကတော့လေဓုအလွှာဖြစ်တဲ့ကြောင့်မို့လို့ cover of the air ပါเนาะလေဓုပါတဲ့အလွှာကိုဒါလေဓုလွှာလေဓုလို့ခေါ်တယ် atmosphere is a thin layer which contain gases သူကပါလွှာတဲ့အလွှာလေးဖြစ်ပြီးတော့သူ့မှာဗာဓာတ်ငွေတွေပါမလဲဆိုတော့ oxygen carbon dioxide nitrogen etc ဒီဓာတ်ငွေတွေပါမယ် being now and uh, which protests the solid uh, art and human being from the harmful radiation of the sun သူကလူတွေနဲ့ကဘာကြီးကိုဘလို့အချိန်နဲ့ကနေကောက်ွယ်ပေးလဲဆိုတော့ဒီ radiation လို့ပြောတဲ့နေရနေပြီးတော့เนาะအဖြာကျတဲ့ နေအောင်ချီရဲ့ဒန်အန်နေကနေပြောကောက်ွက်ပေးတယ်။ There are 5 concentric layer within the atmosphere. ဒီ atmosphere မှာမှနော်နောက်ထပ်5လွာရှိတယ်။အဲ့ဒါတွေက but it can be differentiate based on temperature သူတို့ရဲ့အပူချိန်ကိုလိုက်ပြီးတော့ပြီးအလွာတစ်ခုချင်းစီရဲ့ characteristic ကိုပိုင်းနော်ဝိသေသလက္ခဏာတွေကိုလိုက်ပြီးတော့ဖွဲ့စီခွဲခြားထားတယ်ဗောနော် differentiate လုပ်ထားတယ်။အဲ့တော့အဲ့ဒါဘာလဲဆိုတော့ပထမဆုံးကဘာနဲ့အနီးစပ်ဆုံးအလွာ troposphere ပြီးရင်ကဘာ နော်မျက်နှာပြင်အလွှာဖြစ်တဲ့ stratosphere ပြင် the mesosphere အလယ်လွှာပြင် the thermosphere အပေါ်ယံလွှာနဲ့ဒါ the exosphere လို့ပြောတယ်အပေါ်ဆုံးအလွှာဆိုပြီးတော့နော်အလွှာ၅လွှာနဲ့သူ့ကိုမလုပ်ထားလဲဆိုဖွဲ့စည်းထားပါတယ် atmosphere အဲ့တော့နောက်တစ်ခု biosphere bounce pin ကတော့ဇီဝါဒုသူအားကြတော့ life layer လို့လည်းခေါ်တယ်ဇီဝါဒုဖြစ်တဲ့ကြောင့်မို့လို့လူတွေတိရစ္ဆာန်တွေအပင်တွေ non living living thing တွေအကုန်လုံးရှင်သန်ရနေရသူက refers to all organism on the earth surface and their interaction with water and air နော်ကဘာမြေကြီးပေါ်မှာရှိတဲ့တိရစ္ဆာန်တွေအားလုံးကိုသူကရည်ညွှန်းပြီးတော့သူတို့ချင်းချင်းလေနဲ့နော်ရေဓုနဲ့လေဓုမှာပတ်သက်ဆက်နွယ်မှုတွေကိုသူကနော်ဟို ရှိတယ်ပတ်သက်ဆိုင်မှုရှိတယ်အလွာဒီမှာ consist of plan အပင်တွေပါမယ် trace sand တွေပါမယ် micro organism ဆိုတာကတော့လုံးဝသိငဲ့တော့ microscope ကလေးနဲ့သာချိန်မှမြင်ရတဲ့သိငဲ့တော့ trace sand လေးတွေပါမယ်ပြီးရင် ranging from the tiniest microscopic organism အသေးဆုံးကနေပြီးတော့ to the largest waste in the sea ဟိုးပင်လယ်ထဲမှာရှိတဲ့အကြီးဆုံးဝေလာငါအထီယူတာဟိုဒီအလွာမှာ biosphere ဆိုတဲ့အလွာမှာပါရှိတာဖြစ်တယ် တော့7.1.2 ecosystem ecosystem ဆိုတာဂရစနစ် an ecosystem is functional unit of the nature ဂရစနစ်ဆိုတာကသဘာဝမှာတွေ့ရတဲ့လုံဆောင်ချက်အရာတွေကိုစုစည်းထားတာအဲ့ဒီနေရာမှာ living organisms တွေကတရှိတွေက inter abundance အချင်းချင်းပတ်သက်ဆက်နွယ်ကြတယ် and also with the surrounding physical environment လို့ပြောတယ်ပတ်ဝန်းကျင်မှာရှိတဲ့ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်အခြေအနေတွေနဲ့လည်းတို့တွေကအပြန်အလှန်ဆက်သွယ်မှုတွေရှိကြတဲ့အရာကို ecosystem လို့ခေါ်တယ် အဲ့တော့ ecosystem မျိုးစားတွေရှိတဲ့ types of ecosystem there are different types of ecosystem and they are side vary from each other သူတို့တွေရဲ့အမျိုးအစားလဲကွဲပြားခြားနားသလိုသူတို့တွေရဲ့ size အရွယ်အစားတွေအားလည်းပဲတစ်ခုနဲ့တစ်ခုမတူကြဘူး which can be either huge as an ocean or smaller by compassing the precisely limited area သူကဘလို့အခြေအနေမျိုးမှာရှိလဲဆိုတော့သမုတ်တရားလို့အခြေအကြီးအကြီးအခြေအနေမှာလဲသူကနေနိုင်သလိုသင်းငယ်တဲ့သူ့ကို limited precisely limited spaces တို့ပြောတဲ့เนาะ တဲ့ဟိုတတ်မှတ်ပြီးသားဒီလောက်ပဲရှိရမယ်ဆိုတော့တင်းငယ်တဲ့ spaces နေရာမှာလည်းပဲသူကနေနေနိုင်တယ်အဲ့တော့ these two major classes of ecosystem refer to us သူ့ကိုထပ်ပြီးခွဲတဲ့အခါမှာ biomes လို့ခေါ်တဲ့အရာနဲ့เนาะခွဲတယ်ပေါ့เนาะအဲ့တော့အဲ့ဒီမှာမှာနံပါတ် A က terrestrial ecosystem လို့ပြောတဲ့เนาะဒါဒရဝါတွေပေါ့ ဒီကုန်းနေရင်နေတဲ့ဘဝတွေရဲ့ ecosystem ကြီးဟာဆက်နေပေါ့ there are different terrestrial ecosystem on the earth and some of the most common terrestrial ecosystem are as follow အဲ့တော့ဒီကုန်းနေရင်နေတဲ့ဘဝတွေရဲ့ကြီးဟာဆက်နေကဘာမြေကြီးပေါ်မှာအများကြီးရှိတယ်အဲ့တော့အဲ့ဒါကိုဆက်ပြီးလေ့လာကြမယ်ဆို number 1 rainforest လို့ပြောတယ် most တော့ they are extremely dense ecosystem အရန်ကိုပြင်းထန်တဲ့ ecosystem မျိုးအစားဖြစ်ပြီးတော့ which include different types of plants and animals အဲ့ဒီထဲမှာအမျိုးအစားပေါင်းမြောက်များစွာသောအပင်နေတဲ့ဘဝတွေနေထိုင်တယ် Okay, number two are tiger. Tiger ကဒါမိုးရေစင်းနေတဲ့အားရွာတဲ့ gear စနစ်မျိုးစား This ecosystem is characterized by long winter days and very short summer days သူကနော်ဆောင်းရာသီကရှည်ပြီးတော့နွေရာသီတိုတယ်နော် ecosystem အမျိုးအစားဒါကြောင့် it has cold temperatures and poor soil သူမှာအရန်ကိုအေးတဲ့ temperature အပူချိန်ရှိပြီးတော့မြေစီလွာကဘာဖြစ်လဲဆိုတော့ညံ့တယ်ဟော number 3က tundra they usually have a moderately simple ecosystem because of the less living species found in the harsh condition အဲ့တော့သူတို့တွေကကြတော့ဘာမျိုး site ecosystem လဲဆိုတော့ moderately simple ecosystem ဖြစ်တဲ့ရိုးရှင်းပြီးတော့ဒါအာပြောရရင်ပုံမှန်ဖြစ်တဲ့ နော်ဂီယာစနစ်အမျိုးအစားဖြစ်ပြီးတော့ဒီမှာနေထိုင်တဲ့ living species တွေကလည်းနည်းတယ်။ဘာလို့လဲဆိုတော့သူ့မှာတွေ့ရတဲ့ harsh condition လို့ပြောတဲ့နော်အခြေအနေအနေအထားတွေကပုံမှန်မဟုတ်တဲ့အတွက်ကြောင့် Now desert ကကြတော့ဘာလဲဆိုရင်တဲခန္ဓာရ This ecosystem is quite opposite to tundra ။သူက tundra နဲ့တော့သူကဆန့်ကျင်ဘက်ဖြစ်တယ်။သူ့မှာက which include more animal living in the extremely hot temperature အရန်ကိုပူတဲ့ တဲကန်နိုင်ရဆိုအရန်ကိုပူတယ်ပူတဲ့အပူချိန်မှာမှနေထိုင်တဲ့တရိတ်ဆန်ပေါင်းမြောင်များစွာရှိတယ်နောက် savanna savanna ကကြတော့ this ecosystem is completely opposite of desert because of the amount of rain that they get every year သူကကြတော့ဘာလဲဆိုအပူပိုင်း savanna ရာသီဥတုဆိုတာကဒီဘက်က နော်တဲကန်နာရရနေမတူဘဲနဲ့သူဒီမိုးအလုံးအလောက်ယွာကြတယ်နှစ်စင်တဲ့တိုင်းယွာတဲ့ရာသီဥထု။သူကစဘာနာ support more like as it is a miss wetland and grassland ecosystem ။ဒါကြောင့်မလို့သူဒီဆူဆွတ်တဲ့ကုန်းမြေလည်းရှိသလိုစိမ့်လန်းတဲ့မြက်ခင်းတွေလည်းပဲပိုင်ဆိုင်နေနော်ဒါရာသီဥထုမျိုးစား ecosystem ဖြစ်တယ်။ Now grassland grassland ကြောင့် this ecosystem are area where the vegetation is dominated by grasses ။ နော်ဒီ ecosystem မှာသဘာဝပေါက်ပင်နေမြောင်များစွာပေါရောက်ရှင်သန်ကြပြီးတော့ပြီးရင်တော့ other herbaceous လို့ပြောတဲ့ non woody plants ဆိုပြောတဲ့တစ်ပြော့ပင်တွေလည်းပဲပေါရောက်ရှင်သန်တယ်။အဲ့တော့ grassland မှာ occupy about 24% of the earth surface ဒါကဘာမြေကြီးရဲ့နော်အော်မျက်နှာပြင်မှာ24ရာခိုင်နှုန်း100ရာခိုင်နှုန်းမှာ24ခိုင်နှုန်းခန့်က grassland တွေဖြစ်တယ်။ The Okha in region who are too dry for forest and too moist for desert ။အဲ့တော့ ူတို့တွေကိုဘယ်နေရာမှာတွေ့ရမလဲဆိုတော့တစ်တောတွေအတွက်လွန်သွား၆သွေးတဲ့နေရာပြီးရင်သဲကဏ္ဍရဲ့ထက်လွန်သွားဆွဆွတဲ့နေရာတွေမှာပါဖြစ်လဲဆိုတော့တွေ့ရှိရတဲ့အပိုင်းဖြစ်တယ်။ Now forest တစ်တောအဲ့တော့ there are different types of forests all over the world which support a lot of plants and animal life and play an important role in the ecosystem. ဘာပြောထားလဲဆိုတော့ကမ္ဘာတဝန်းလုံးမှာတစ်တောပေါင်းမြောက်များစွာရှိတယ်။အဲ့ဒီမှာမှအပင်တွေရဲ့ ဘဝတွေတော်ဝါရဲ့ life တွေကိုဘဝတွေကို support ကူညီပေးနေတဲ့တတော်များများစွာလည်းရှိသလိုသူကလည်းပဲဒီတတော်တွေ ecosystem ဆရာတို့ရဲ့ gear စနစ်မှာအရန်ကိုအရေးပါတဲ့ important role မှာပါဝင်နေရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်ပါတယ်အဲ့တော့ aquatic ecosystem ဒါကတော့ခုနကတော့သူက terrestrial ရေပေါ့ကုန်းပိုင်းအခုကကြောက်သွားရေပိုင်းပေါ့အဲ့တော့ fresh water ရေချိုး brackish water ဆိုတာအနည်းငယ်ငံတော့ရှိအဲ့တော့ fresh water က pond and driver ecosystem အဲ့ are the two main freshwater ecosystem အခုရေကန်လေးတွေเนาะပြင်စည်းစင်းနေတဲ့မြေချောင်းအင်အား ecosystem တွေဒါတွေကအဓိကကျတဲ့တာ fresh water ecosystem တွေဖြစ်တယ်ရေချိုအဖွဲ့အစည်းတွေဖြစ်တယ် these fresh water ecosystem are usually small ဒီရေချိုအဖွဲ့အစည်းကနည်းပေမဲ့လည်း include different varieties of aquatic plants and animals လို့ပြောတဲ့ရေနေတဲ့တော့အပင်လေးတွေတော်တော်လေးတွေမြောက်များစွာနေထိုင်တာဖြစ်တယ်အဲ့တော့ brackish water Brackish water is wholesome water and fresh water meet and mix together. အနေငယ်ငယ်နဲ့ရေဆိုတာကရေချုံနဲ့ရေငန်နဲ့စုံပြီးတော့နှစ်ခုရောနေတဲ့နေရာကိုဆိုလိုတာ။သူက it is saltier than fresh water. ရေချိုလောက်လဲသူကเนาะအာရေချိုထက်လဲနည်းနည်းငန်တယ် but not as salty as sea water. ရေငန်ထက်ရေငန်လောက်လဲသူမငန်ဘူး။အဲသူမှာ is this includes uh, estuaries လို့ပြောတယ်မြဝချုံပေါ်ဒေသတွေ mangrove forest လို့ပြောတယ် အာဒီဒေါ်တွေ unsolved marshes လို့ပြောတယ်ရည်ညွန်ရှွညွန်အာရေငန်ရှွညွန်ဒေါ်တွေပေါ့ဒီနေရာတွေမှာတွေ့ရှိရမှာဖြစ်တယ်အဲ့တော့ marine ကကြတော့ရေငန် marine ecosystem is also known as the ocean ecosystem သူကိုပင်လယ်သမုဒ္ဒရာခရစနစ်လို့ခေါ်တယ် it is the larger ecosystem of the earth that include aquatic plants animals and bird that hunt for fish and other insects on the ocean surface ဒီပင်လယ်ဟိုသမုဒ္ဒရာကြီးရဲ့မျက်နှာပြင်မှာပဲเนาะအာသူတို့ရဲ့အာရင်းနေတော်ဝါးတွေဒီအာအပင်တွေပြီးရင်ငှက်ကလေးတွေရဲ့အထွတ်အစာရှာတဲ့ နေရာပေါ့အသားငါးတွေ insect တွေရှာတဲ့နေရာကြီးမားတဲ့ ecosystem ကြီးလည်းဖြစ်တယ်အဲ့တော့ the different kinds of ocean ecosystem are shallow water ရေတိမ်ပိုင်း deep water ရေနပိုင်း warm water ရေနွေးပိုင်း cold water ရေအေးပိုင်းဆိုပြီးလေးမျိုးရှိတယ်အဲ့တော့ shallow water မှာ include some tiny fishes ပေါ့အရင်ကိုသင်ခဲ့တော့ငါးလေးတွေရှိမယ်ပြီး coral living လို့ပြောတဲ့တဏ္ဍာကြောင့်ဓမ္မနေထိုင်တဲ့ဒီ shallow water ဆိုတဲ့ဟာကရေတိမ်ပိုင်းဆိုတာတဏ္ဍာကြောင့်တန်းပေါ့ ဒီနေရာတွေမှာနေထိုင်တဲ့အနီးဆက်ဆုံးနေထိုင်တဲ့ဒါအကောင်လေးတွေဟိုဟာသရဝါလေးတွေငါးလေးတွေရှိမယ်။ Deep water မှာကြာတော့တော့ gigantic creatures လို့ပြောရကြီးမားတဲ့သရဝါတွေနေထိုင်တာပေါ့ which live အာ deep in the ocean ဒီသမုဒ္ဒရာရဲ့ဟိုအနက်ပိုင်းမှာသူနေထိုင်တဲ့ at the bottom of the seas ပေါ့ဒီပင်လယ်ဟိုအောက်ခြေမှာနေထိုင်တာဖြစ်တယ် one water မှာကြာ pacific ocean လို့ပြောတယ် pacific သမုဒ္ဒရာ is the best is some of for the one water ecosystem ပေါ့ဒီရင်နွေးဒီဂေယစနစ်အတော့သူဒီ အကောင်းဆုံး example ဖြစ်ပြီးတော့သူ့မှာ remarkable မှတ်သားထိုက်တဲ့ပြီး complicated ရှုပ်ထွေးတဲ့ဂေယစနစ်တွေမြောက်များစွာပါရှိတယ်။နံပါတ်2က cohort dash a ဘိုင်းမှာဆိုရင်သူက less diverse ecosystem which stay support relatively complex food web လို့ပြောတယ်။သူကတော့ ecosystem ထဲမှာမှာဒါ diverse လို့ပြောတယ်။သူ့ကိုခွဲဖြားတဲ့အခြေအနေနည်းပေမဲ့လည်းပဲအဓိကသူထောက်ပံ့ပေးရတဲ့အရာတွေကကျတော့ရှုပ်ထွေးပြီးတော့ဒါရှုပ်ထွေးတဲ့ food web လို့ပြောတဲ့အစာကုန်ရက် အစာဟုတ်တယ်အစာကုန်ရက်တွေပါဝင်တယ်အဲ့ဒီမှာမှ plankton လို့ပြောတဲ့เนาะပင်လယ်မှာနေထိုင်တဲ့သတ္တဝါเนาะငါးလေးလည်းပါတယ် ပင်ဟိုရေနေအပင်လေးတွေလည်းပါတယ်ဒီကောင်လေးတွေကအဓိက usually found the base of the food chain ဒီအစာခွင်းဆက်အတွက်အခြေခံကြတဲ့အရာလေးတွေဖြစ်ပြီးတော့ဘယ်ကနေပဲဒီပါဆိုတော့ follow by small fish သင်းငယ်တဲ့ငါးလေးတွေကနေပြီးတော့ that are eaten either eaten by bigger fish ဒီသင်းငယ်တဲ့ငါးလေးတွေကိုငါးကြီးတွေကစားမယ်ပြီးရင်နောက် by other creatures နောက်ထပ်သတ္တဝါတွေဖြစ်တဲ့ shellfish seas or penguin လို့ပြောတယ်ပင်လယ်ဖြံတွေနဲ့ penguin ငှက်တွေကအစပါဝင်ပါဖြစ်တယ် cool water မှာ အာဒီနေ့တင်ကြားတဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်